တိပိပိတ္တများအားလုံးမင်္ဂလာပါဒီလရဲ့ဤပညာကဏ္ဍကလည်းပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါကောင်းတဲ့လေးကိုတော့မှန်ကန်မှုစစ်ဆေးခြင်းလို့အမည်ပေးထားပါတယ်ဒီကောင်းတဲ့လေးကိုတင်ဆက်ခြင်းဖြင့်မိတ်ဆွေတို့အနေနဲ့အင်တာနက်ပေါ်ကမတမာသူတို့ရဲ့တိုက်ခိုက်မှုကိုအထိုက်လျောက်ကာကွယ်နိုင်လိမ့်မယ်လို့ယုံကြည်တာကြောင့်ယူချေလိုက်ခြင်းလည်းဖြစ်ပါတယ်အင်တာနက်လို့ခေါ်တဲ့ကွန်ရက်ကြီးပေါ်မှာကျွန်တော်တို့မိတ်ဆွေတို့တွေဝန်ဆောင်မှုမျိုးစုံအသုံးပြုရရှိနေကြပါတယ်ဥပမာကကျွန်တော်တို့ဆိုရှယ်မီဒီယာတို့ mobile banking တို့ အီးမေးလ်တွေစသဖြင့်ပေါ့နော်ဒီဝန်ဆောင်မှုတွေကိုအသုံးပြုတဲ့အခါမှာမိတ်ဆွေတို့ကမိမိမှန်ကန်ကြောင်းကိုအထောက်အထားပြပြီးဝင်ရောက် အသုံးပြုကြတာဖြစ်ပါတယ်ဒါကိုကျွန်တော်တို့ကအင်္ဂလိပ်လို authentication လို့ခေါ်ပါတယ်မြန်မာလိုဆိုရင်တော့မှန်ကန်မှုစစ်ဆေးခြင်းပေါ့လေဒီကနေ့တင်ဆက်မဲ့ကောင်းတဲ့နည်းလမ်းမျိုးပေါ့နော်များသောအားဖြင့်ကျွန်တော်တို့တွေက authentication လုပ်တဲ့အခါမှာ password ကိုအသုံးပြုကြပါတယ် password ဆိုတဲ့စကားကိုမိတ်ဆွေတို့တော်တော်များများရင်းနှီးကြမယ်လို့ယုံကြည်ပါတယ် password က authentication နည်းလမ်းတစ်ခုဖြစ်ပါတယ် authentication လုပ်တဲ့အခါမှာအတုံးအများဆုံး factor ၃ခုရှိပါတယ်။ပထမတစ်ခုကမိတ်ဆွေရဲ့မှတ်ဉာဏ်ဖြစ်ပါတယ်။မိတ်ဆွေရဲ့မှတ်ဉာဏ်ကမှတ်ထားတဲ့အရာကိုတည်တည်အဖြစ်ပြပြီးတော့မှန်ကန်မှုစစ်ဆေးဆုံးဖြစ်တာမျိုးဖြစ်ပါတယ်။ဥပမာကျတော့ password တို့ pin number တို့ပတ်တံတို့ဒါတွေဒီမိတ်ဆွေမှတ်ဉာဏ်နဲ့မှတ်သားထားတဲ့အချက်အလက်တွေဖြစ်ပါတယ်။ဒါတွေနဲ့မှန်ကန်မှုစစ်ဆေးပြီးတော့ဝင်ရောက်အသုံးပြုကြတာဖြစ်ပါတယ်။ဒါကိုကျွန်တော်တို့က knowledge factor လို့ခေါ်ပါတယ်။ ။ဒုတိယနီလန်တစ်ခုကတော့မိတ်ဆွေပိုင်ဆိုင်ထားတဲ့အရာ။ဒါနဲ့ကျွန်တော်ကမှန်ကန်မှုစစ်ဆေးခြင်းမျိုးဖြစ်ပါတယ်။ဥပမာမိတ်ဆွေပိုင်တဲ့ဖုန်းနံပါတ်ဒါကိုကျွန်တော်ကကုတ်ပို့ပေးတာတို့မိတ်ဆွေရဲ့ဗီဇာကတ်မှာပါတဲ့ CVC နံပါတ်တို့စသဖြင့်ကို့မှာသာရှိတဲ့အရာတွေနဲ့မှန်ကန်မှုစစ်ဆေးခြင်းမျိုးဖြစ်ပါတယ်။ဒါကိုတော့ position factor လို့ခေါ်ပါတယ်ဗောနော်။အဲတတိယတစ်ခုကတော့ inherence factor လို့ခေါ်တဲ့မိတ်ဆွေရဲ့မွေးရာပါအမှတ်အသားတွေနဲ့မှန်ကန်မှုစစ်ဆေးခြင်းမျိုးဖြစ်ပါတယ်။တချို့ကလည်း biometrics လို့ခေါ်ကြပါတော့နော်မိတ်ဆွေရဲ့ face id ကို fingerprint စတဲ့နည်းလမ်းတွေနဲ့မှန်ကန်မှုစစ်ဆေးခြင်းမျိုးဖြစ်ပါတယ်အဲဒါတွေကတော့ကျွန်တော်မှန်ကန်မှုကိုစစ်ဆေးနိုင်တဲ့အသုံးများတဲ့ authentication factors တွေဖြစ်ပါတယ်အဲတော့ကျွန်တော်တို့ပုံမှန်သုံးနေတဲ့ဒီ knowledge factor ပေါ့နော်ဒီ knowledge factor ဖြစ်တဲ့ password authentication ကသူ့ကြီးတစ်ခုတည်းဆိုလို့ရှိရင် လုံခြုံမှုရှိပါမှာဆိုတော့တစ်ချက်ပြန်လည်သုံးသပ်ကြည့်ရပါတော့ password တစ်ခုကိုခိုးယူဖို့ဆိုရင် သုံးများတဲ့နီလန်၅မျိုးရှိပါတယ်။နံပါတ်၁ကကျွန်တော်ခဏခဏပြောနေတဲ့ fishing ဖြစ်ပါတယ်။ fishing ဆိုတာကျွန်တော်ငါးများတာနဲ့ပြီးတော့ပေါ့နော်။အဲ fishing ဒီမိတ်ဆွေအနေနဲ့ငစားကိုငစားမှန်းသိရင်ဒီခိုးယူမှုကနေကာကွယ်နိုင်ပါတယ်။ဒုတိယတစ်ခုကတော့နံပါတ်၂ပါနော်။ဒုတိယတစ်ခုက malware ဖြစ်ပါတယ်။ဒါကတော့မိတ်ဆွေအနေနဲ့မိမိရဲ့ set ထဲကိုတွေ့ကြရတယ် download လုပ်တာ install လုပ်တာတွေမလုပ်မိရင်ကာကွယ်နိုင်ပါတယ်။အဲဒီပထမတစ်ချက်နဲ့ဒုတိယချက်ပေါ့နော်။နံပါတ်၁နဲ့၂နှစ်ချက်က မိတ်ဆွေတို့ကာဝယ်နိုင်တဲ့ကိုကာဝယ်မယ်ကာဝယ်လို့ရတဲ့အရာတွေပေါ့နော်ကာဝယ်လို့ရတဲ့အချက်တွေဖြစ်ပါတယ်အခုနောက်၃ချက်ကိုကျွန်တော်တို့ဆက်ပြီးကြည့်ရအောင်နော်နံပါတ်၃ကတော့ guessing ခံမှန်းခြင်းဖြစ်ပါတယ်အဲမိတ်ဆွေရဲ့ password ကိုမတမာသူကခံမှန်းပြီးတော့ရမ်းထည့်တာမျိုးဖြစ်ပါတယ်နော်မိတ်ဆွေမွေးနေ့တို့မိတ်ဆွေကြီးစားရဲ့မွေးနေ့တို့ပိုင်းရတကားပေါ့နော်ဆက်တဲ့ပြင်ခံမှန်းပြီးထည့်တာမျိုးဖြစ်ပါတယ်အမှန်တဲ့ခါလဲမှန်သွားနိုင်ပါဒါကြောင့်ခံမှန်းရခက်တဲ့ဟာမျိုးတွေထည့်ထားဖို့လိုပါတယ်နံပါတ်၄အချက်ကတော့ brute forcing ပေါ့နော် brute forcing ဒါကတော့ဒီခံမှန်းခြင်းကိုပဲကျွန်တော်တို့ကလူအုံနောက်နဲ့မလုပ်တော့ဘဲနဲ့ကွန်ပျူတာနဲ့လုပ်ဆောင်တာဖြစ်ပါတယ်ခံမှန်းချက်တွေတန်းနဲ့ချီပြီးတော့လုပ်ဆောင်နိုင်တာမျိုးကိုယ့်ဘက်ကလည်းတော်တော်လေးကိုခံမှန်းခဲ့တဲ့အရာတွေပေးထားဖို့လိုရပါတယ်အဲ့ဆိုပေးတဲ့အခါမှာပေါ့နော်အဲကွန်ပျူတာတွေစွမ်းဆောင်ရင်မြင်မှားလာတဲ့အမျှဒီတိုက်ခိုက်မှုကိုကာကွယ်ဖို့ကလည်းစိန်ခေါ်မှုတွေဖြစ်လာနေပါတယ်နော်နံပါတ်5နောက်ဆုံးတစ်ချက်ပေါ့နော်နောက်ဆုံးချက်က staffing ဆိုတာဖြစ်ပါတယ် ဒါကတော့မိတ်ဆွေအနေနဲ့ password တစ်ခုကိုဝင်ဆောင်မှုအကုန်လုံးကအတူတူသုံးမယ်ဆိုရင်အန္တရာယ်ရှိတယ်ချက်ဖြစ်ပါတော့ဥပမာဗျာဝင်ဆောင်မှုတစ်ခုကကျွန်တော် website တစ်ခုကိုကျွန်တော်သုံးတဲ့ password ကပေါက်ကြားသွားခဲ့ရင်သူကတခြားဒီမတမာသူကပေါ့နော်တခြား website တွေကိုလည်းဒီ password နဲ့ပုံစံလို live try ကြည့်တဲ့အခါမှာမိတ်ဆွေအတူတူထားခဲ့ရဆိုရင်အကုန်လုံးပါကုန်ပါတော့ဒါမျိုးကိုကျွန်တော်က stuffing လို့ခေါ်တာဖြစ်ပါတယ်နော်အဲ့တော့ဒီကျွန်တော်ပြောခဲ့တဲ့ဒီနောက်ပြောခဲ့တဲ့ဒီ၃ချက်ပေါ့နော်နံပါတ်၃၄၅ဒီ၃ချက်က မိတ်ဆွေက password ကိုခိုင်ခံခန့်ခန့်ထားယုံမှတပါတခြားကပယ်စရာမရှိပါဘူး။ဟောခံမှန်းပြီးထည့်မဲ့သူပါလေ။ရမ်းပြီးထည့်ရင်ထည့်ပါမယ်နော်။မိတ်ဆွေတော့တားလို့မရဘူးနော်။အဲ့တော့ဒီပြီးတော့ brute forcing လုပ်မဲ့လူကလည်းမိတ်ဆွေ target ဖြစ်သွားရင်သူကလုံးချင်လုံးပါဘူး။မိတ်ဆွေတော့မလုံးနဲ့ဆိုရင်တားလို့လည်းမရဘူးနော်။ staffing လုပ်မဲ့လူကလည်းဒီထုံလေးလကောက်မယ်ပေါ့။အဲ့ဒါဒီကကွယ်စရာမရှိပါဘူး။ပိုင်လဲပါသွားတာပေါ့နော်။ဒါကြောင့်လေကျွန်တော်တို့မကြာခဏဆိုးသလို့ password ခိုးယူခံရပြီးတော့ account hack ခံရတဲ့ကိစ္စရပ်တွေကြားသိနေကြတာဖြစ်ပါတယ်။အဲကျွန်တော်ပြောချင်တာကဒီဒီယိုဒီလိုမျိုးပေါ့နော်အန်ရယ်တွေကြောင့် password authentication တနည်းအားဖြင့်မှတ်ဉာဏ်ကိုအခြေခံတဲ့ဒီ factor တစ်ခုတည်းနဲ့ authentication လုပ်တဲ့မှန်ကန်မှုစစ်ဆေးခြင်းလုပ်တဲ့အရာကအန်ရယ်ရှိတဲ့အရာတစ်ခုဖြစ်လို့နေပါတယ်။ဒါကြောင့်မယ်ကျွန်တော်တို့နောက်ပိုင်း application တော်တော်များများမှာ factor တစ်ခုတည်းမဟုတ်တော့ဘဲနဲ့ two factor authentication ဆိုတာတွေကိုစတင်ကျင့်သုံးလာခဲ့ကြတာဖြစ်ပါတယ်။ ကျွန်တော်ပြောခဲ့တဲ့ factor သုံးမျိုးဖြစ်တဲ့ knowledge factor position factor inherence factor ဆိုတာတွေကဒီအရာတွေကိုကျွန်တော်တခုတည်းမကနှစ်ခုတွဲသုံးတဲ့စနစ်မျိုးကျွန်တော်က two factor လို့ခေါ်တာပေါ့နော်အဲ့ password ဒီ knowledge factor ဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့က position factor ဖြစ်တဲ့ SMS နဲ့ OTP ကုတ်ပေါ့နော် one time password ကုတ်လေးတွေတောင်းတာမျိုးထည့်သွင်းလာခဲ့ကြတာဖြစ်ပါတယ်ဥပမာပြရမယ်ဆိုရင်ကျွန်တော်နဲ့ဥပမာပြမယ်နော်ကျွန်တော်ဆိုရင်ကျွန်တော်ရဲ့ Google account တွေကို ဲ့တော့ authentication app နဲ့ two factor ခံထားပါတယ်။ဒါမျိုးလေးပေါ့နော်။အဲ့တော့ Google account ဝင်မှဆိုရင်ကျွန်တော်က user နဲ့ကျွန်တော်ရဲ့ email ရှိမယ်ပြီးတဲ့အခါကျရင်ကျွန်တော်ကအဲ့တော့ password password ထည့်ရတယ်ပေါ့နော် password ရိုက်ထည့်ပြီးပြီးတဲ့အခါကျရင်ကျွန်တော်ကဒီအဲ့ဒီကျွန်တော်ဒီကနေပြီးပေါ့နော်နောက်တစ်ခုကုတ်ခုထပ်တောင်းပါတယ်။အဲ့ကုတ်ကကျွန်တော် authentication ဒီ authenticator ကနေထုတ်ပြီးတဲ့ကုတ်ပေါ့နော်။အဲ့ဒီ app လေးတွေကနေထုတ်ပြီးတဲ့ကုတ်ကိုကျွန်တော်တို့ကရိုက်ထည့်ရပါတယ်။အဲ့ဒီကုတ်ကလည်း အချိန်စက္ကန့်အတိုလေးအတွင်းထဲမှာနောက်တစ်ခုပြောင်းတာမျိုးကျွန်တော်မြန်မြန်ရိုက်ထဲမှာမှန်တာဖြစ်ပါတယ်ဗောနော်ဒါမျိုးတွေနဲ့ကျွန်တော် လုံခြုံအောင်ဆောင်ရွက်ထားတာဖြစ်ပါတယ်အဲကျွန်တော်တို့ကဖတ်တာနှစ်ခုဗောနော်ဒူးဖတ်တာနဲ့လုံလောက်ပြားဆိုတော့နှစ်ခုနဲ့ဆိုရင်တော့ကျွန်တော်တို့တွေဒီဖုန်းတစ်လုံးကနေအကောင့်ထွက်ပြီးနောက်ဖုန်းတစ်လုံးမှာကျွန်တော်အကောင့်ထည့်မယ်ဆိုလို့ရှင်ဝင်လာတော်တော်တိုင်ပတ်နေဗောနော်တော့ရတာခက်လာတာဗောဗျာအဲ့တော့ခိုးယူခံရဖို့လေကျွန်တော်တို့ခိုးခံရဖို့လေခက်လာသလိုကျွန်တော်တို့ကိုယ်တိုင်လေကိုယ့်အကောင့်ကိုပြောင်းရတာလေခက်ခဲလာပါတယ်။အဲ နှစ်ခုမက သုံးမယ်ဆိုရင်တော့ပိုလုံးုံတလို့ပိုလဲခက်ခဲလာပါလိမ့်မယ်တစ်ခုကိုအားထည့်ရင်နောက်တစ်ခုမှာအားနည်းလာတာကတော့ဓမ္မတာပဲမဟုတ်ပါလားအဲ့တော့ဒီကနေ့တင်ဆက်ခဲ့ရမှာမှန်ကန်မှုစစ်ဆေးခြင်းဆိုတဲ့ authentication ဆိုတာပါလေဘလို့ factors တွေရှိလဲပေါ့ပြီးတော့ factors တစ်ခုတည်းနဲ့ဘာလို့မလုံးုံတော့တာလဲစတဲ့အချက်တွေဒီကနေ့ဗီဒီယိုထဲမှာမိတ်ဆွေတို့လေးလာမိခဲ့လင်တယ်လို့ယုံကြည်ပါတယ်မိမိသိရှိထားတဲ့အသည့်တွေကိုအသုံးချနိုင်ပြီးတော့တူတာနဲ့ရှင်တော့နိုင်ငံသားများဖြစ်ကြပါစေလို့ဆုတောင်းရင်းနဲ့ ဒီကနေ့တော့တော့နားပြရစီဗျာ။ဟောကေတုကေကပညာရေးဖောင်ဒေးရှင်းတခုလှုပ်ထားပါတယ်။ဒီပညာရေးဖောင်ဒေးရှင်းကိုလှူရင်သူများအနေနဲ့ဒီ KB နံပါတ်နဲ့ဝေဘေးနံပါတ်တွေကိုကေတုကေလို့နှုတ်မှရေးပြီးတော့ငွေလဲနိုင်ပါတယ်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်တစ်ပတ်မှပြန်လဲဆုံတွေ့ကြပါစို့ခင်ဗျာ။